ခဏတာအပျော်နဲ့တဘဝစာ မလဲပါနဲ့လောကီလူသားတွေဟာကာမဂုဏ်အာရုံနောက်ကို လိုက်ကြတယ်ပါပသမီရမတိမနောလူတွေရဲ့စိတ်ဟာသမဟုတ်တတဝါတွေရဲ့စိတ်ဟာမကောင်းမှုမှာမွေးလျော်တယ်မကောင်းမှုဆိုတဲ့နေရာမှာအဲ့ဒီကာမဂုဏ်အာရုံတွေနောက်ကို လိုက်ရင်းဖြင့်မွေးလျော်တာဒီမကောင်းမှုမှာမွေးလျော်ပြီးတော့ ကာမဂုဏ်၅ပါးဆိုတဲ့အစင်အသံအနတ်အရာတာအထည်အတွေ့ဒီအာယုံတွေနောက်ကိုပဲလိုက်တာပျော်ရရင် ပြီးရောအဲ့အပျော်နောက်ကိုပဲလိုက်တာသူ့အပျော်ဆိုတာကမြင်ကျင်တာမြင်ရရင်ပြောတယ်ကြားကျင်တာကြားရရင်ပြောတယ်ရှူကျင်တာရှူရရင်ပြောတယ်စားကျင်တာစားရရင်ပြောတယ်ထိကျင်ကင်ကျင်တွေ့ကျင်တာကိုထိတွေ့ကင်တွေ့ရရင်ပြောတယ် အဲ့တော့ဒီကာမဂုဏ်အာယုံနောက်ကို လိုက်ပြီးတော့အပျော်ဆိုလို့ဆိုပြီးတော့လောကကတတ်မှတ်လိုက်တာအဲ့ဒီအပျော်တွေနောက်ကိုလိုက်ပြီးတော့တရားလွတ်တတိလွတ်ပညာလွတ်စင်ကြဉ္ဉံတွေစိတ်သုံးနေတယ်အဲ့ဒီခါမှာအပျော်နဲ့သာအချင်းကုန်ပြီးတော့ဘဝအတွက်ဥဋ္ဌချက်သဲတပွင့်ဖြစ်မဲ့အရာတွေကိုလေလုရှုထားမိတတ်တယ်အပျော်ကိုမလွန်အားကြည့်တဲ့အခါကျတော့အပျော်နောက်ပဲလိုက်ရင်းဖြင့် ဒီဘက်ကဘဝကဆုတ်ယုတ်လာတတ်တယ်ဘဝရက်တည်မှုကိုဘဝရဲ့အခြေအနေကိုဘဝရဲ့အဆင်အတန်းဒီအရာတွေဆုတ်ယုတ်လာတတ်တယ်ဘဝအတွက်လုံတဲ့တဲ့အလုပ်တွေဘဝအတွက်အရေးကြီးဆုံးအလုပ်တွေကိုမလုပ်မိပဲအရေးမပါတဲ့အပျော်ဘက်မှာအချိန်ပေးလိုက်တဲ့အတွက်တကယ်ဘဝကြီးမှာဟာကွက်တွေအများကြီးဖြစ်လာတတ်တယ်တကယ်နေ့စဉ်ဘဝထဲမှာပြက်ကွက်မှုတွေအများကြီးဖြစ်လာတဲ့အခါနေပောင်း များလာတဲ့အခါဝန်တုပ်တွေစုလာပြီးတော့နောက်ဆုံးမှာနောင်တနဲ့အဆုံးသတ်တတ်တယ်။ဘဝပြတ်သွားတတ်တယ်။နောက်အဲ့ဒီအပျော်ဆိုတဲ့နေရာမှာလည်းတခါတလေကြာရင် သူကဒီအပျော်ကိုခဏတာလေးตาရမိလိုက်တာ။ခဏတာตาရမိလိုက်တဲ့အဲ့ဒီအပျော်ကသူ့တဘဝလုံးစောက်ထိုးမိုးမြော်ဖြစ်သွားအောင်ဖြည့်ဆည်းတတ်တဲ့အပျော်မျိုးတွေရှိတတ်တယ်။ ကိုယ့်ရဲ့ဂုံတိတ်ခါနဲ့ဆင်ကျင်ပြီးတော့မလုတဲ့တဲ့အလုပ်ဆိုမလုပ်ပါနဲ့ခဏတာအပျော်ကိုတဘဝစံနဲ့မလဲပါနဲ့ကိုယ့်ရဲ့မိသားစုဂုံတိတ်ခါမိသားစုပျော်ရွှင်မှုကိုဖျက်ဆီးပြီးတော့အပြင်မှာခဏတာ အပျော်ကို မလိုက်စားလိုက်ပါနဲ့အဲ့ဒီခဏတာ အပျော်ကိုတယောက်တည်းပျော်လိုက်တာဟာကိုယ့်ရဲ့ဒီဘက်ကမိသားစုကြီးတစုလုံးစိတ်ဆင်း